မင်္ဂလာပါရှင်။2025ခုနှစ်စက်တင်ဘာလ29ရက်နေ့ရက်ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မှုမှုပါရှင်။အကြံဖတ်စစ်တပ်တပ်ဖွဲ့ဝင်တွေပြစ်ခတ်တိုက်ခိုက်ခံရပြီးတော့စစ်တပ်ဘက်ကတအုပ်ထက်မနေတည်ဆုံသွားပါရယ်။တမိုက်တောင်စခန်းကဆုတ်ခွာပြီးတော့ကြီးဝါရီမှာတက်ဆွဲနေတဲ့စစ်ကောင်စီတပ်ကို KNN တွေကထပ်မံတိုက်ခိုက်လိုက်ပါရယ်ရှင်။ Greeny ပြည်ကိုစစ်တပ်ကစစ်မျက်နှာ၃ခုဖွင့်ပြီးတော့ထိုးစစ်ဆင်နေပါရယ်။ လက်ရှိအခြေအနေထက်ရှိလာမယ့်အခြေအနေတွေကပိုပြီးတော့ခက်ခဲလိမ့်မယ်ဆိုပြီးတော့ KMTF စစ်ရေးချုပ်ခရီးတူကလည်းသတင်းစကားပါထားပါရရှင်။ကရင်လက်နက်ကိုင်၃ဘွဲ့တွေ့ဆုံဆွေးနွေးနေကြပါရယ်။ဂရီနီပြည်နယ်အပါဝင်နိုင်ငံအနှံ့လာမယ့်ရက်သက်တစ်ပတ်အတွင်းမှာမိုးများပါမယ်ရှင်။ဒီသတင်းတွေနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ထမဆောင်တင်တပုတ်အနေနဲ့မကွေးတိုင်းမြိုင်မြို့နယ်မှာစက်တင်ဘာ28ရက်နေ့နေ့လယ်၂နာရီဝန်းကျင်ခန့်ကအကြံဖတ်စစ်တပ်တပ်ဖွဲ့ဝင်တွေပြစ်ခတ်တိုက်ခိုက်ခံရပြီးတော့စစ်တပ်ဘက်က၃ဦးထပ်မံတေဆုံးခဲ့တယ်လို့မြိုင်ပကဖကဒီကနေ့မနက်မှာထုတ်ပြန်ထားပါတယ်။မြိုင်မြို့နယ်အတွင်းမှာပြူစောတိရွာအတွင်းမှာရှိတဲ့ပြည်သူ့ဝန်ပစ္စည်းတွေကိုလဲ့လဲခိုးယူနေတဲ့စစ်တပ်နဲ့ပြူစောတိတွေကိုတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေကအလစ်ဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။ အရိတိုက်ခိုက်မှုကိုမြိုင်ပါကဖာတက်ခွဲ1တက်ခွဲ2ပြည်သူလူမျိုးရေးတပ်ပေါင်းစု PLC ကာမတပ်ပေါင်းစုနဲ့ H+ တပ်ပေါင်းစုတို့ကအတူတကွပူးတွဲပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့စစ်တပ်တပ်ဖွဲ့ဝင်တွေထံမှ MA1 တလက်သိမ်းဆီးနိုင်ခဲ့တယ်လို့သိရပါဗျ။ မြန်မြူနယ်အတွင်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့အကြံဖက်စစ်တပ်တပ်ဖွဲ့ဝင်တွေကပြည်သူတွေကိုပြစ်မှတ်ထားကလေကြောင်းတိုက်ခိုက်တာတွေပါရာမော်တာတွေနဲ့တိုက်ခိုက်တာတွေအပြင်လက်နက်ကြီးနဲ့ရန်တပ်ပစ်ခတ်တာတွေလည်းပြုလုပ်နေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာ၄ရက်နေ့ကလည်းညောင်ကိုင်းကျေးရွာအနောက်မြောက်ဘက်မြင်းနီကုန်းတောချောင်းအနီးကိုရောက်ရှိနေတဲ့မဲဇလီကျေးရွာစခန်းကုန်းကဆင်းလာတဲ့ခလာရ253 254 255မှာစစ်တပ်တပ်ဖွဲ့ဝင်တွေအပြင် ဝါတက်မဲဇလီကုန်းစခန်းကုန်းကျောင်းကုန်းကြီးရွာခိုင်နဲ့ကုန်းဆောင်မှာစစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်တပ်ဘက်က22ဦးသေဆုံးကအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တနင်္လာရီတိုင်းပလောမြို့နယ်ကတမိုင်တောင်စစ်ကောင်စီတပ်စခန်းကထွက်ပြေးပြီးတော့တောင်ယာကန်းကျေးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုထပ်မံတိုက်ခိုက်ရမှာတေဆုံးထိခိုက်မှုရှိတယ်လို့ကရင်မျိုးသားလူမြောက်ရေးတမတော် KNN တပ်မဟာလေးအထူးတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်တောင်ယာကန်းရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုစက်တင်ဘာ28ရက်နေ့မနက်မှာတွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးသေဆုံးက2ဦးဒဏ်ရာရရှိခဲ့တယ်လို့အတည်ပြုထားပါတယ်။ တမိုင်တောင်စခန်းကအရင်ကတင်းထားတဲ့ကုန်းစကားစရွာထဲမှာတက်ပြန်ဆွဲထားလို့ KNNA တမဟာလေသတင်းအမြစ်ကပြောပါတယ်။အဲ့ဒီရွာမှာတက်ဆွဲနေတဲ့စစ်ကောင်စီတပ်ကိုပစ်ခတ်တိုက်ခိုက်ရခြင်းမှာတောင်ရွာရွာမှာပြည်သူတွေရဲ့ပစ္စည်းတွေကိုစစ်ကောင်စီတပ်ကခိုးယူတာမွေးမြူထားတဲ့တရိတ်ဆန်တွေကိုခိုးယူဖမ်းဆီးစားတောက်တာတွေပြုလုပ်နေတာကိုသတိပေးလိုတာကြောင့်ဖြစ်တယ်လို့ KNN နဲ့တမဟာလေးအထူးအဖွဲ့ကထုတ်ပြန်ထားပါတယ်။အမဲချွေလုပ်ငန်းစဉ်အားဆက်လက် ်လှုံ့ဆောင်လူချင်းကြောင့်တော်၎င်းသွားရောက်တိုက်ခိုက်ခဲ့တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်တောင်ရကန်းရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်တဲ့စစ်စင်ရေးမှာ KNN ရဲဘော်တွေအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းပြောထားပါဗျ။ KNN ပူပေါင်းတပ်ဖွဲ့တွေဟာစစ်ကောင်စီရဲ့တမိုင်တောင်စခန်းကိုဝိုင်းပတ်ပိတ်ဆို့ခဲ့ရာပြီးခဲ့တဲ့တလခန့်အကြာအော့ကလအတွင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစခန်းကိုဆွန့်ခွာသွားတာလည်းဖြစ်ပါရဲ့ရှင်။ ဆက်လက်ပြီးတော့ဂရင်းနီပြည်နယ်အတွင်းကိုဝင်ရောက်နိုင်ရန်စစ်တပ်ကစစ်မျက်နှာ၃ခုဖြန့်ပြီးတော့အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေကြောင်းဂရင်းနီအမျိုးသားများကာကွယ်ရေးတပ် KMDF ကယမန်နေ့စက်တင်ဘာ28ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အကြံဖတ်စစ်တပ်ကနယ်မြေတွေပြန်လည်ရရှိရန်ပြီးခဲ့တဲ့ Off Color 6ရက်နေ့ကစပြီးတော့ဂရင်းနီပြည်နယ်ဒီမော့ဆိုမြို့နယ်ကိုစစ်ကြောင်းထိုးပြီးတော့ဒီမော့ဆိုဖရူဆိုလမ်းမကြီးရရှိပြီးတဲ့နောက်မှာပေါ်လခဲဘက်ကိုဆက်လက်ထိုးစစ်ဆင်နေတယ်လို့ဆိုပါတယ်။ ရှမ်းအဂရီနီနယ်စပ်မုဖြဲမြို့အနီးမှာစစ်တပ်ကစစ်ရေလှောက်ရှားမှုတွေပြုလုပ်ကဒေသခံပြည်သူတွေကိုဖမ်းဆီးနှိပ်စက်ခြင်းတွေပြုလုပ်နေတယ်လို့လည်းအသိပေးထားပါဗျ။အလားတူပဲဖဲခုံမြို့နယ်တောင်စလုံးကျေးရွာအတွင်းဘက်မှာလည်းပအိုပြည်သူစီ PNO တို့နဲ့ပူပေါင်းကစစ်တပ်ကစစ်ကြောင်းဖြန့်ကျက်လှုပ်ရှားနေတယ်လို့ဆိုပါတယ်။ဒီမော့ဆိုမြို့နယ် တောင်းငန်ခါရက်ကွက်ကိုစစ်တပ်ကအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးလာပြီးတော့အနီးမှာရှိတဲ့ကျေးရွာတွေကိုလေကြောင်းလက်နက်ကြီးဒရုန်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့လည်းဖော်ပြထားပါတယ်။အဲလိုစစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်တော်လန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ပြည်သူတွေအနေနဲ့လုံခြုံရေးတတိရှိရနဲ့နယ်မြေခံတော်လန်ရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေကိုလိုက်နာဆောင်ကြွက်ကြရန်လည်းတိုက်တွန်းထားပါတယ်။လက်ရှိအခြေအနေထက်ရှိလာမယ့်အခြေအနေတွေကပိုပြီးတော့ခက်ခဲပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့အောင်မြင်မှုကအခက်အခဲစိန်ခေါ်မှုနဲ့ဆင်းရဲဒုက္ခတွေကိုဘယ်လောက်ထိခံနိုင်မလဲဆိုတာနဲ့ဓာတ်ရိုက်အချိုးကြပါတယ်စိတ်တက်ကြဖို့မဟုတ်ပါဘူးကြိုတင်ပြင်ဆင်စရာတွေပြင်ထားပြီးတော့အရင်ထက်ပိုတန်မာတဲ့လူတွေအနေနဲ့နောက်တစ်ဖန်ပြန်လာနိုင်ဖို့ပါဆက်ပြီးတော့အတူတူယုံကြတာဘောလို့ဂရင်းဒီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့စစ်ရေးချုပ်ခူရီတူကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်ပြည်သူတွေကိုအသိပေးထားပါတယ် ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့ကလည်းမိုးပြင်းတဲ့ right call ကြားစောကြီးတော်ကြီးရွာအနီးမှာစပားရိတ်နေတဲ့လေသမား3ဦးနဲ့စက်တင်ဘာ18ရက်နေ့မှာစပားရိတ်နေတဲ့လင်မယား9ဦးကိုစစ်တပ်ကဖမ်းဆီးနှိပ်စက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ off color 30ရက်နေ့နနက်ပိုင်းကလည်းနမ်းမဲခုံဒေါငန်ခါလမ်းမကြီးပေါ်မှာဆိုင်ကယ်မောင်းနေလာတဲ့အရက်သားတအုပ်ကိုစစ်ကောင်စီတပ်သားတွေကတနက်နေ့ပစ်ခတ်ခဲ့ကြောင်းတော်လန်ရေးတပ်ဖွဲ့တွေထံကနေသိရပါဗျ2025ခုနှစ်တွင်စစ်တပ်ရဲ့ greenie ပြည်နယ်အတွင်းစစ်ကြောင်းထုတ်လာမှုကြောင့်ဒေသခံအများအပြားစစ်ပေတိမ်းရှောင်နေရပြီးအရေးပေါ်စာနယ်ရိပ်ခါအမိုးကနဲ့စေဝါတွေကိုလိုအပ်လျက်ရှိနေပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ အကြံဖတ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအားပေးထောက်ခံနေတဲ့ကရင်လက်နက်ကိုင်၃ဖွဲ့ရဲ့တွဲဆောင်ဆွေးနွေးပွဲကိုကရင်ပြည်နယ်အမှတ်၄စစ်ဒေသချုပ်တစ်ကတိရုံးခန်းနေရာမှာစက်တင်ဘာ28ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။တွဲဆောင်ပွဲမှာကရင်ပြည်နယ်နယ်ခြားစောက်တပ် BGF KNA Democracy အကျိုးပြုကရင်တပ်မတော် DKPA နဲ့ KNU ခွဲထွက်အဖွဲ့ဖြစ်တဲ့ကရင်ငြိမ်းချမ်းရေးကောင်စီ KNU KNLA PC တာဝန်ရှိသူတွေတက်ရောက်ခဲ့ပြီးတော့စစ်ဘေးရှောင်တွေအရေးဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ဖို့ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။အကြံဖတ်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုဝန်ရံပေးသွားမယ်လို့ DKPA ကပြောကြားထားသလို PGF ကလည်းစစ်တပ်ရဲ့ရွေးကောက်ပွဲကိုကူညီသွားမယ်လို့ထုတ်ပြန်ကြေညာထားပါတယ်ရှင်။ ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့ဂရင်းနီပြည်နယ်အပါဝင်နိုင်ငံအနှံ့မှာလာမယ့်ရက်သက်တစ်ပတ်အတွင်းမိုးများမှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM ကထုတ်ပြန်ထားပါတယ်။လာမယ့်ရက်သက်တပတ်အတွင်းကပလီပင်လယ်ပင်နယ်ဘင်္ဂလားပင်လယ်အော်တို့မှာအနောက်တောင်မှုတ်တုံလေးအားကောင်းရာမှာအလွန်ကောင်းနိုင်သဖြင့်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာလာမယ့်အောက်တိုဘာ၁ရက်နေ့မှာလေပြင်းအားနဲ့ရုပ်ဝန်တစ်ခုဖြစ်ပေါ်နိုင်တယ်လို့ဖော်ပြထားပါတယ်။ အဲ့ဒီဖိလစ်ပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်မဲ့တိုင်ဖုန်းမုန်တိုင်းကယမန်နေ့ညပိုင်းမှာ PNN နိုင်ငံကုန်းတွင်းပိုင်းကိုဖြတ်ကျော်ဝင်ရောက်ပြီးတော့ကုန်းတွင်းပိုင်းမုန်တိုင်းအဖြစ်လာအိုနိုင်ငံအလဲပိုင်းကိုဆက်လက်ဖြတ်ကျော်နိုင်ကြောင်းလည်းဆိုထားပါတယ်။ပင်လယ်ပင်လယ်အော်ကလေဖိအားနဲ့ရပ်ဝန်းအရှင်ကြောင့်မြန်မာနိုင်ငံအရှိချံကမုန်တိုင်းအကျဉ်းချံဆဲများကြောင့်မြန်မာနိုင်ငံနေရာအနှံ့ပြမိုးတိုက်ကြုံရွာသွန်းနိုင်တယ်လို့လည်းဖော်ပြထားပါတယ်။ ဒါကြောင့်ယနေ့စက်တင်ဘာ29ရက်နေ့နဲ့စက်တင်ဘာ30ရက်နေ့တို့မှာရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းကရင်နီပြည်နယ်နဲ့ပဲခူးတိုင်းတနင်္သာရီတိုင်းတို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့အသိပေးထားပါဗျ။အောက်တိုဘာ1ရက်နေ့နဲ့2ရက်နေ့မှာလည်းကချင်ပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်း၊ရှမ်းပြည်နယ်၊မန္တလေးတိုင်း၊ချင်းပြည်နယ်၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ကရင်နီပြည်နယ်နဲ့ကရင်ပြည်နယ်၊မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ဆိုပါရယ်။ အဲ့လိုမိုးကြီးခြင်းကြောင့်မြေရည်ကြီးခြင်းလျက်တပြည့်ရည်ကြီးခြင်းတောင်ကြားချောင်းရည်ရှန်ခြင်းနဲ့မြေပြိုခြင်းဖြစ်ပေါ်နိုင်သဖြင့်သဘာဝဘေးအန္တရာယ်တွေကိုအထူးသတိပြု၍ကြိုတင်ရှောင်ရှားနိုင်ကြပါရန်အသိပေးပြောကြားထားပါရရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။ Allah!